ချက်သိန်း150လောက်ကုန်ရမယ်ဗိုလ်ချုပ်အောင်ဆန်းကျေးဥထုကိုကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာထားရှိဖို့အတွက်အလူခံတဲ့တဲ့တင်ကိုဒေါ်တင်းသိန်းရွယ်ကပေးပို့ထားပါခင်ဗျာကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုထားရှိဖို့အတွက်အလူငွေ ကောက်ခံနေကြပါတယ်အလူငွေကောက်ခံဖို့အတွက်တလခွင့်ပြုစာတင်ထားပြီးမဲ့ရုပ်ထုထားရှိမဲ့နေရာကိုတော့ခွင့်ပြုချက်မကြရသေးပါဘူးဗိုလ်ချုပ်နဲ့ပတ်သက်ပြီး ကလေးများကောင်းစွာတည်ရှိဖို့လိုအပ်တဲ့အတွက်မြကြီးနာမြို့မှာထားရှိမှာဖြစ်ပါတယ်။ဘူချုပ်လိုမျိုးဆက်တဲ့လူငယ်များထွက်ပေါ်လာအောင်အာမြန်မာပြည်အသီးသီးမှာမှာကျေးဘူချုပ်ရဲ့ကျေးရုပ်ထုတွေလုပ်နေကြတာ။မြကြီးနာမှာလည်းဘူချုပ်ကျေးရုပ်ထုရှိတဲ့တယ်ဆိုပြီးတော့ဦးစင်းရဲ့စကူအရာပေါ့လေ။အာဒီကဝင်နေဦးစင်းရဲ့အဖွဲတွေကိုတိုင်ပင်ကြည့်တဲ့အခါသူရဲ့တဘောတူတဲ့အခါကျတော့ဦးစင်းတို့ကအဲ့ဒါကိုအခိုင်အမာဖြစ်အောင်အဲအစီဝေး၃၃ချိန်လောက်ခေါ်ပြီးတော့မှအဲ့ဒါ ဖွဲ့စည်းတယ်နောက်ဆုံးသုံးချိန်မြောက်မှာတော့ဒီအထက်ကတင်းနစ်3ကကျောင်းသားဟောင်းတွေပါဝင်လာတယ်ကချင်ပြည်နယ်မှာဘိုးချုပ်နဲ့အတူဓာတ်ပုံရိုက်ခဲ့တဲ့အသက်88နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒေါ်ခွန်ရော်ကသူ့အမြင်ကိုပြောပါတယ်တိတိနာပေါ့ကလေးတွေကဘိုးချုပ်အောင်ဆန်းရဲ့အကျင့်စာရိတ္တရီပါလေသူ့တပိုးသားတွေကတိတ်ကောင်းတယ်လေလို့ တို့ဟိုလေတို့ကိုဘယ်လိုပြောမလဲဟွန်းတို့စိတ်တဘောထားကကြည်ကြည်တယ်အဲ့ဒါနဲ့တို့တို့တို့စိတ်နဲ့ဆိုလို့ရှိရအခုတို့ပဲမတည်ပဲနေလို့ရှိရင်တော့တိုင်းပြည်ကပြောသွားမှာတို့ကျေးရုပ်ထုဖြစ်မြောက်ဖို့အတွက်အရက်ဖက်အဖွဲအစည်းတွေကအလူငွေကိုရက်ွက်အလိုက်နေ့စဉ်ကောက်ခံနေတာဖြစ်ပြီးတို့နှစ်တရာပြည့်မွေးနေ့ ကလေးများနေ့မှာတော့ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ပြိုင်ပွဲများကိုပြုလုပ်သွားမှာဖြစ်ပါတယ်။ကျမတင်းတင်းနယ်ပါရှင်။